အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေကောင်းမွန်သောညီလေးဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမကောင်းတောင်းပေးပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာတော့ခင်ဗျားတို့ကိုကျွန်တော်အဲပုံမှန်လေးပြောမယ်ဆိုရင်တော့ဒါကျွန်တော်ကိုကျွန်တော်ပြန်ပြီးမိတ်ဆက်တဲ့ဗီဒီယိုပေါ့နော်လက်ရှိမှာဒါကျွန်တော်ဒီရပိုင်းတွေမှာမထင်မှတ်ပင်တဲ့ follower တအားပဲပေါ့ subscriber ညီကိုတွေပဲပေါ့နော်ညီကိုတွေတအားများလာပြီးတော့လက်ရှိမှာဒါ ျွန်တော်တချို့ကြာလဲအက်ဒစ်မလုပ်ဘူးလားဒီဘာဒီညာဒီဆိုပြီးကျွန်တော်မေးတဲ့လူတွေလည်းရှိတယ်တချို့ကြာကျွန်တော်အကြောင်းအကြောင်းဆိုတာကျွန်တော်ဘာဒီဘယ်လိုလုပ်နေဆိုသိကျင်တဲ့လူတွေရှိတယ်ဘာတော့ကျွန်တော်ကျွန်တော်နည်းနည်းလေးဒီဗီဒီယိုလေးမှာ reintroduce လုပ်ချင်တယ်လက်ရှိမှာဒါကျွန်တော်တို့အပြောင်းရွှေ့တင်းလဲဒီညဘက်မှာနည်းနည်းလေးပါနေတဲ့ကြောင့်ခင်ဗျားတို့ကျွန်တော်နည်းနည်းလေးကျွန်တော်ဘယ်လိုလဲဆိုတာပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်နေနေမှာပထမဦးနေပြောကျွန်တော်နေမှာ Dave ပါဒါကျွန်တော်က Spa fan ဖြစ်ပါတယ်နောက်ကဒါဒါဒါကြီးကြည့်ရင်သိတာပါတယ်ကျွန်တော် Spa fan ဖြစ်ပါတယ်အဲ့တော့ပထမဦးနေကျွန်တော်ဒါတခြားအသင်းအင်ဂျီဝယ်ပြီးကျွန်တော်ပြောပါကျွန်တော် ဘယ်သိအင်ဂျင်မှာကျွန်တော်မူဝတ်တက်ပါဦးကျွန်တော်ဘဝမှာကျွန်တော်မမေရငငယ်တုန်းကဒါကျွန်တော်တို့သူများဝက်ခိုင်းလို့ဒါမမေရလက်ပဘူးအတင်းပွဲသွားကြည့်လို့ဒီအင်ဂျင်မှာမွတ်ဘူးဆိုရင်မင်းကွင်းထဲမှာရိုက်မယ်ဆိုလို့ OS ရာကိုကြီးရမိုင်းနောက်တယ်နော်အဲ့တော့တို့အနေနဲ့တို့အများကြီးကျေးဇူးကျွန်တော်ဘဝမှာပထမဆုံးဘောလုံးမွေးကြည့်ဘူးတဲ့လူတွေကျေးဇူးကျွန်တော်ဒါလက်ပဘူးအင်ဂျင်ပါညာတော့ဘူးကျွန်တော်အင်ဂျင်မှာကျွန်တော်ဘဝမှာဒါကျွန်တော်တုံတန်နောက်ပိုင်းမှာဒါသူများသိအင်ဂျင်ကျွန်တော်မွတ်ဘူးလို့ပြောဝက်ဘူးတဲ့ဒါကျွန်တော်နောက်ပိုင်းမှာကျွန်တော်မွတ်တော့ဘူးကျွန်တော်သိအင်ဂျင်တွေပဲကျွန်တော်ဝက်တယ်ကျွန်တော်နေကြကိုယ့်အကူသစ္စာကန်သစ္စာယူပေါ့နော်မွတ်တော့တာပေါ့နော်အဲ့တော့ အဲကျွန်တော်ရဲ့ယူပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော် spa တချို့ကြပြောတယ်ဟာပြောတဲ့အသိန်းပေါ်မူတီအင်ယူပေါ့ ပြောရတဲ့အသင်းကကျွန်တော်ဒီအသင်းကကျွန်တော်အသင်းပါကျွန်တော်စပါချပတ်ရှုကြမသိဘူးနော်ဒီအသင်းကိုစပါအသင်းမကောင်းကြောင်းပြောတယ်ဒီဘက်ကဟိုစပါအန်ဒီဖယ်လာမဟုတ်ပါဘူးကျွန်တော်စပါပရိတ်သားပါတချို့ပြောကြအာစနယ်ကိုကောင်းကြောင်းပြောပြီးစပါမကောင်းကြောင်းပြောလို့ဒီဘက်အာစနယ်အာစနယ်ပရိတ်သားမဟုတ်ပါဘူးကျွန်တော်စပါပရိတ်သားစစ်စစ်ပါကျွန်တော်ငယ်လေးကတည်းကအခုချိန်ကြီးဒါကျွန်တော်စပါအသင်းမှာအပေးရတယ်အရင်တုန်းကဒါမမဲ့ရမိုင်ဆွန်မြန်မာတုန်းကဒါကျွန်တော်တို့အဲဘိုင်းယက်စ်ဖြစ်မှာဆိုပြီးကျွန်တော်အနေနဲ့ကျွန်တော်ကိုကျွန်တော်လာစီယိုဖန်မှုလို့ပြောမှုတယ်ဒါပေမဲ့အဲတုန်းကဒါငယ်သေးတာအခုတော့ဒါကျွန်တော်ကိုကျွန်တော်စပါဖန်ပြောမှလည်းမရှက်ပါဘူးဖလားရတော့ယူထားပါတော့ကျွန်တော်စပါဖန်ပေါ့နော် ရှိမှာဒါကျွန်တော်အနေနဲ့ကျွန်တော်အဓိကလုပ်တဲ့ဥစ္စာကဘာလဲဆိုတော့ကျွန်တော်ဗီဒီယိုရိုက်တယ်ပြီးတော့ကျွန်တော်ရဲ့အားနေချက်အကြီးကျယ်ပေါ့နော်ကျွန်တော်အားနေချက်တွေအများကြီးရှိပါတယ်ဒါချက်စရာလည်းမဟုတ်အားနေချက်တွေမှာအများကြီးမှာအများကြီးရှိတယ်ဒါပေမဲ့အဓိကအားနေချက်ကကျွန်တော်အနေနဲ့သူများရဲ့နဲ့မတူတာကကျွန်တော်ရဲ့ဗီဒီယိုတွေမှာကျွန်တော် edit မလုပ်ပါဘူးကျွန်တော် edit မလုပ်ဘူးဆိုတာအဓိကကခုနကပြောကျွန်တော်မှာ editor မရှိဘူးကျွန်တော်ကိုယ်တိုင်လည်း edit လုပ်ဖို့အချိန်မရှိလို့ edit လည်းမလုပ်တတ်ပါဘူးကျွန်တော်လုံးဝအခုချိန်ဒါဗီဒီယို edit ကိုမလုပ်သူမကြွမ်းသူကြကျွန်တော်အနေနဲ့ DNLC ပေါ့နော်ဒါကျွန်တော်ဘောလုံးနဲ့ပတ်သက်ပြီးကျွန်တော်ပြောတဲ့ industry မှာအခုဆိုရင်ကျွန်တော် weirdly ပေါ့နော်ဒါကျွန်တော်တို့ဆယ်စုနှစ်တခုနီးနီးရောက်တော့ကျွန်တော်ဆက်ဆက်နေဆက်နေကြတဲ့ဒီဗီဒီယိုဆိုင်နေဆိုတော့ကျွန်တော်လက်ရှိမှာဆယ်စုနှစ်တစုနီးနီးဖြစ်တော့မှာပေါ့နော်ဒါကျွန်တော်တို့ကျွန်တော်ရှိမှာစီမြိုင်အများကြီးရှိမှာကျွန်တော်ဒီထဲမှာဒါတော်တော်လေးကိုကြာပြီပြတော့ကျွန်တော်နေနေခုနကပေါ့ကျွန်တော်ပြောတာပဲရပြီးတော့ကျွန်တော်နေမမ edit ဒီပါရမလို့အဲ့တော့ကျွန်တော်တချို့ပြောကြပါဒီပဲဟိုတစ်ခါကကျွန်တော်နေ ဘလော့တော့ဘလော့ပဲဘာလို့ပြောတာမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဘလော့ဒါပေမဲ့ကျွန်တော်နားလေအောင်ပြောချင်တာတချို့ကဟာမေဗီဒီယိုအက်ဒီလီတော့မလုပ်ဘူးဘာဖြစ်လို့ပြင်းနေဆိုပြင်းတာမဟုတ်ပါဘူးကျွန်တော်မှာလက်ရှိမှာအချိန်မရှိပါဘူးကျွန်တော်အဓိကပြောချင်တဲ့ချက်ကဒါကကျွန်တော် hobbyist ပါကျွန်တော်အမြဲတမ်းပြောတဲ့ချက်ရှိတယ်ကျွန်တော်ဗီဒီယိုဟာအဟောင်းနေတော့ချင်းကျွန်တော်ဟာ professional မဟုတ်ပါဘူးကျွန်တော်လက်ရှိမှာမင်းအောင်မြင်ကြည့်တယ်မင်းနာမည်ကြီးကြည့်တယ်ပါ ဘာမှမလို့ခြင်းကျွန်တော်လက်ရှိမှာဒီဗီဒီယိုတွေကနေပတ်စံမြများရခြင်းဒါကတော့100%လုံးဝတရားရခိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ပတ်စံကဘယ်ကိုသွားလဲအကုန်သိပြီးသားဖြစ်ပါပါဒါယူလည်းခဏခဏကျွန်တော်ပြောဆိုလက်ရှိမှာကျွန်တော်လူအပ်တဲ့လူတွေသွားတဲ့ save ရှောင်းကလင်းငယ်တွေဒါလက်ရှိမှာဒါလူအပ်တဲ့နေရာတွေစီကိုကျွန်တော်ပြဖို့နေဖြစ်ပါတယ်ဒီဗီဒီယို channel စချောင်းကလေးကအခုချိန်ကျွန်တော်ဒီဗီဒီယို channel ကြီးကတပြားတစ်ချက်မှာကျွန်တော်ကိုကျွန်တော်မသုံးဘူးပဲနဲ့ကိုကအိတ်ဆက်ပြီးလူတွေကိစ္စတောင်ပို့ပြီးများတဲ့ case တွေရှိပါတယ် အဲ့တော့လက်ရှိငလင်းလို့ပါတော့မှာဆိုလူမှုလူခဲ့တာဖြစ်တယ်ပေါ့နော်ဒါမှအဲ့ဒီကခုနကပြောဆိုကျွန်တော်အနေနဲ့အဓိကကျွန်တော်ပိုလူခြင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီကရတဲ့ပစံကျွန်တော်အလှရဲတောက်ဆောက်သွားတာဖြစ်ပါတယ်ကျွန်တော်နေကြာကျွန်တော်ဘဝမှာမမဲရတာ quality content video တွေကိုပတ်စံပေးပြီးတော့ကျွန်တော် quality content ဆိုအားလုံးပေါင်း၃ပုဒ်တိတိရိုက်ဖူးတယ် ထူးဆန်းစွာနဲ့ပဲသုံးဖို့လို့ပေါက်တယ်ဘောနော်ကံကောင်းစွာနဲ့ပဲခမတို့ရဲ့အာပေမှုဆိုတာမန်မန်တော့ဟဲ့မြန်မာအားကစားအကြောင်းရဲ့ပြီးတော့နောက်တစ်ခုကဘာလဲမသိသုံးခုပေါ့နော်အဲ့သုံးခုကျွန်တော်လုပ်တဲ့အချိန်မှာသုံးခုလုံးတာကျွန်တော်လူကြည့်များခဲ့တယ်ဒါပေမဲ့အခုလက်ရှိချိန်မှာကျွန်တော်ထပ်ပြီးမလုပ်နိုင်သေးတဲ့အချက်ကကျွန်တော်အနေနဲ့ကျွန်တော်ကိုယ်တိုင်လည်းမအားတာရဲ့အက်ဒီတာကြီးလေးကိုကျွန်တော်ပတ်စံပေးပြီးလို့ပြောတော့ကျွန်တော်လက်ရှိမှာဘတ်ဂျက်ရနည်းနည်းလေးတိုက်ဖြစ်နေတာအဲ့အကြောင်းကျွန်တော်မလုပ်ဖြစ်တာပေါ့နော်အဲ့တော့ဒါပုံမှန်လေးခင်ဗျားတို့ပြပြတာအဲ့တော့လက်ရှိမှာကျွန်တော်အနေနဲ့ ဒီ Osmo Pocket တို့ဒီကျွန်တော်ရှိသမျှဒီ channel နဲ့ပတ်သက်တဲ့ဥစ္စာတော်တော်များများကိုကျွန်တော်ကျွန်တော်အိတ်ဆိုင်ပြီးပဲကျွန်တော် run ပါတယ်ကျွန်တော်ဘယ်စီအဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကျတော့ betting မှာ betting ကြောင့်ပါကျွန်တော်ဘယ်တော့မှလက်မခံတော့နောက်လည်းလက်မခံတော့အခုလည်းလက်မခံပါဘူးကျွန်တော်ဘဝမှာဒီ betting နဲ့ပတ်သက်ပြီးကျွန်တော်ဘဝမှာတစ်ခေါက်ပဲလောင်းမှာပါတယ်ကျွန်တော်ဒါမဲ့မဲ့ရ United အသင်းနဲ့ဒါကျွန်တော်တို့ Everton အသင်းနဲ့ United အိမ်ဝင်ပွဲစဉ်မှာအဲ့တုန်းကဒါ Andre Town Center ကျွန်တော်တို့ဒါတောင်ဆိုင်ကြီးတယောက်ကိုသွင်းပြီးတော့ဟို Cristiano Ronaldo ဆူကြီးဆိုပြီးအောင်ဝဲခံတဲ့ပုံစံမျိုးရှိပါတယ်အဲ့ဒီပွဲတစ်ပွဲပဲလောင်းပြီးအဲ့ပွဲတစ်ပွဲကပတ်စံမှာရှုံးသွားပါတယ်အဲ့ပွဲကလည်းတစ်ခါမှမအဲ့တုန်းကမဲ့မဲ့ရ ကျွန်တော်ဒါဘယ်တော့မှမရတဲ့ပတ်စံဟိုဆုံးပြီလို့ဒါမှတ်မဲ့ရဖြစ်တယ်ဒါကျွန်တော်တို့မြန်မာငွေအရင်များတဲ့အမောင်းဖြစ်တဲ့2000ကိုကျွန်တော်ဒါကျွန်တော်တို့ရခဲ့တဲ့အချိန်မှာ okay ကျွန်တော်ညီလေးတယောက်အဲ့ရောက်ရင်ငါ့ကိုဒါ main launder လို့လောင်းပြီးတော့မှတ်မဲ့ရ United ကိုထည့်လိုက်ကွာဆိုပြီးကျွန်တော်ထည့်လိုက်တာ မမေရတော့ယူလိုက်တာတည်ကြသွားလားမသိအဲဗာတန်အင်ကောမှာပေါ့နော်အဲ့တော့ထားပါပြောချင်တာကျွန်တော်ဘွားကျွန်တော်ဒါကျွန်တော်အကြောင်းရဲ့ဇက်ဇက်ထုတ်ကဒါပါပဲကျွန်တော်ဟာဒါတာမန်လူပါပဲပြီးတော့ဒါခုနကကျွန်တော်ဒီ hobbyist ဖြစ်တယ်ကျွန်တော်ဒီ professional မဟုတ်ဘူးဟာမင်းကဒါခုနကပြောသမင်းဒါ professional မဆန်ဘူးဆိုတဲ့စကားကျွန်တော်လည်းလုံးဝမဆန်ကျွန်တော်ဒီ professional မဟုတ်ပါဘူးဒီဟာကကျွန်တော်ရဲ့တတ်မွေးဝမ်းကြောင်းလုပ်ငန်းမဟုတ်ပါဘူးဒါကျွန်တော်ရဲ့အဓိကသူများရင်းနဲ့ဒါလက်ရှိမှာ DNA industry မှာလုပ်နေတဲ့လူတော်များနဲ့ကျွန်တော်နဲ့တော်တော်လေးကိုကွာခြားတဲ့အချက်ကဒါပါပဲကျွန်တော်ဟာဒါဟာကျွန်တော်ရဲ့တတ်မွေးဝမ်းကြောင်းမဟုတ်ပါဘူးဒါ maybe ကျွန်တော်ရဲ့ဒါကျွန်တော်တို့ ဘဝရဲ့တစိမ့်တစ်ပိုင်းတစ်ခုဖြစ်မယ်ဆိုတာမှန်ပေမဲ့ကျွန်တော်လက်ရှိမမှန်စားနေတဲ့အလုပ်ကလေးတစ်ခုမဟုတ်ပါဘူးမမှန်စားရတာကျွန်တော်တစ်ချိန်တော့ဒါကျွန်တော် my sport မှာလုပ်တုန်းကတော့ဒါမမှန်စားရအလုပ်တွေတကယ်တစ်ခုအနေနဲ့ဖြစ်ခဲ့ပေမဲ့အဲတုန်းကဒေါ်လာနဲ့ရတာ ਉ ဖောင်းလိုက်ဖောင်းလိုက်အခုဒေါ်လာနဲ့ရမှအဲဒေါ်လာကဒါခုနလာကိုရင်ဟိုဘက်ပေးလိုက်ဒီဘက်ပေးလိုက်နဲ့20 50 50 20နဲ့ဘာသာဆိုပြောအော်အဲ့တော့အော်ဒါကျွန်တော်လေးဟာတာပဲအဲ့တော့လက်ရှိမှာကျွန်တော်ကျွန်တော်တကယ်သွားရလမ်းကြောင်းတော့တော့ပါပဲအဲ့တော့ကျွန်တော်လည်းလက်ရှိမှာဒါအားလုံးများဖြစ်တယ်ညာဖြစ်တယ်မအောင်မြင် အာကျွန်တော်မမြင်ချင်ပါဘူးအောင်လည်းမမြင်ချင်ဘူးမမြင်လည်းအောင်ချင်ဘူးပေါ့နော်အဲ့တော့ပြောချင်တာကခုနကပြောသပြဒီ channel လေးဒါလူကြည့်များတာကျွန်တော်ကျေးဇူးတင်တယ်အခုရပိုင်းတွေမှာဒါတော်တော်လေးကိုထင်ထားတယ်အများကြီးများတယ်အရင်တော့ဒါကျွန်တော်နှစ်ရက်ကိုလူ9000 viewer 9000 4000ဝယ်ပတ်ချလေးဝင်နေချက်အခုလက်ရှိဒါရပိုင်းဒီဒီအဲ့ပေါ့ဒီလာပိုင်းတွေမှာ transfer weekly တွေမှာဒါကျွန်တော်တနှစ်ရက်အတွင်း9000ကျော်ဒါကျွန်တော်ဒီလအတွင်းမှာကျွန်တော်ရဲ့ viewer က1.2 million 1.3 million လောက်နေနေရှိတယ်။ဒါကျွန်တော်တို့မမြင်ဘူးတဲ့နံပါတ်တွေပါ။ဒါ YouTube တွေရော YouTube YouTube တွေရောအဲ့တော့ကျွန်တော်လည်းရှိမှာတချို့ရ YouTuber ပါ။ မယူလဲမယူကြပါဘူးကျွန်တော်မှလည်းဒါခုနကတာမန်လုပ်ရှိရကျွန်တော်ဟာတာမန်ဒါကျွန်တော်တို့ကိုငါလုတ်တဲ့လူတယောက်တည်းကတယောက်ပါပဲအခုလက်ရှိမှာဒါကျွန်တော်ကိုပိုင်လုတ်လေးရှိတော့ကိုငါလုတ်တော့ကျွန်တော်ရှော့နေပြီဘောနော်ဒါပါအဲ့တော့ပြောချင်တာလက်ရှိမှာ ျွန်တော် professional မဟုတ်ပါဘူး။ဒါခါရဟာမင်း professional ဆန်ဆန်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စကားကျွန်တော်သုံးတာဖြစ်လိမ့်မယ်။အဲ့တော့ professional ကျွန်တော်အနေနဲ့မဆန်ပါဘူး။ဒါကျွန်တော် professional မဟုတ်ဘူး။ကျွန်တော်ဒီ hobbyist ဖြစ်တယ်။ကျွန်တော် tactical အကြောင်းလည်းနားမလဲဘူး။ tactical အကြောင်းလည်းလုံးဝနားမလဲဘူး။ tactical အကြောင်းမမိပါကျွန်တော်မသိပါဘူး။ကျွန်တော်ဘုံဘုံလေးလေးဝန်ခံတာပါ။ tactical အကြောင်းလည်းမသိဘူး။ကျွန်တော်အနေနဲ့ဒါ game show အကြောင်း tactical တွေနား overlap တို့ underlap တို့ဒါကျွန်တော်တို့ widespread data over ကျွန်တော် run through တို့ဒါဘာညာတို့ game show တွေအကြောင်းသိတယ်။ဒါပေမဲ့အဲ့ထက်တော့ပုံမလေးလား။အဲ့ဒါကြောင့်ခုနကပြောလို့လွယ်ရတယ်တော့အများကြီးရှိတယ်ပေါ့။နောက်တော့ အဓိကဒါပါပဲနောက်ဆုံးတစ်ခုနေတာထပ်ပြီးပြောချင်တာသဘင်တတ်တာပါပဲသဘင်တတ်တဲ့ကိစ္စတော်တော်လေးကိုရှင်းရပါတယ်ကျွန်တော်သဘင်တတ်တာကျွန်တော်နှစ်ဖူးကထူးထူးဆန်းဆန်းသူများရင်လည်းမတူတဲ့ပြဿနာက sensitive ဒါဖြစ်ပါတယ်ကျွန်တော်နှစ်ဖူးမှာသဘင်ကြပြီဆိုကျွန်တော်လုံးဝမနေတတ်ဘူးကျွန်တော်နေနေအဲ့သဘင်ကိုဖယ်ရင်ဖယ်ရင်ဖယ်ရင်နဲ့ကျွန်တော် cycle ဖြစ်သွားတာပါဒါပေမဲ့ရည်ရတာကျွန်တော်ဒီကင်မရာကိုကြည့်နေတဲ့ချိန်မှာじゃကျွန်တော်သဘင်ဖယ်တာကျွန်တော်တားမယ့်ချိန်မှာကျွန်တော်သဘင်မတတ်ပါဘူးကျွန်တော်ကျွန်တော်သဘင်ဘယ်လိုပဲဖြစ်ကျွန်တော်မသိဘူးအဲ့တော့ကင်မရာကြောင့်လားပါလားတော့မသိဘူးဘောနော်ဒါကျွန်တော်ဒါလက်ရှိမှာဖြစ်နေတဲ့ပြဿနာတစ်ခုလို့ပြောအဲ့တော့ ကျွန်တော်ကြောင်းရတယ်တော့ပါပဲဘာမှသိမထူးဆန်းမအောင်ကျွန်တော်ဒါတရှုကြရတာကိုချမ်းတို့ပါလို့ကိုချမ်းအတာကျွန်တော် BBC တို့ပါကျွန်တော်ဘာမှ experience မရှိဘူးဒါပေမဲ့ရတာ mic sport mic sport မတိုင်ရ mic tech မလို့ဒါ mic tech မှာတော့ blue power လဲဆိုတော့တို့အနေနဲ့မှတ်မဲ့ရလူလိုတဲ့လူလိုတဲ့ကိုက video လေးတွေဒါရိုက်ပြီးတင်ပေးပါဆိုကျွန်တော်မှတ်မဲ့ရတာ JBL speaker လေးကို review ရိုက်တဲ့ video တင်ပြလဲတို့ရွေးဝါတယ်ကျွန်တော်ဒါကျွန်တော် mic tech လို့ခေါ်ပြ mic tech အနေနဲ့တို့မအား sport ကြောင်းပြောမယ် sport ကြောင်းပြောပြောရောက်ရောက်ဝါတယ် ဘာမှကျွန်တော်မ experience မရှိဘူးသူများတွေဒါဆရာကြီးလည်းမဟုတ်ဘူးဘာမှလည်းမတက်ဘူးဘာမှလည်းမသိဘူးဒါခုနကလက်ရှိမှာဒါကျွန်တော် Twitter ဘောကသတင်းတွေကိုအင်္ဂလိပ်လိုမြန်မာလိုပြန်ပြီးတယ်ဒါပဲတက်တယ်ရှေ့ရှေ့လေအဲ့တော့ပွဲတွေကိုကျွန်တော်ကြည့်တယ်ကျွန်တော်ကတခုကောင်းတာကတော့ကျွန်တော်ညဘက်တွေအားရကြောင့်ကျွန်တော်ညဘက်တွေကိုပွဲတွေကိုယ်တိုင်တော့ကြည့်တယ်၃ပွဲလေးပေါ့ကျွန်တော်ပြန်နေကြည့်နိုင်တယ်ကျွန်တော်ကျွန်တော်ဘောမှာကျွန်တော်ရဲ့အားသာချက်ကမာတီဒက်ဆိုနေတယ်၃ပွဲလုံးကိုကြည့်ပြီး၃ပွဲလုံးကိုကျွန်တော် absorb လုပ်နေတယ်ဘေးနာကျွန်တော်တချို့ကျတခုခုပဲအားကျွန်တော်တခုမဟုတ်၃ခုလောက်၄ခုလောက်အားဆိုင်နေတယ်တဲ့ဘောမှာရှိတယ်ပေါက်ကြီးရမလို့နေအဲ့ဒါမပါဘူး ပြောချင်တာအဲ့ဒါအဲ့တော့ကျွန်တော်တို့အတွက်က share ပါတယ်ဒီဗီဒီယိုတွေပါလို့လည်းကျွန်တော်ပြောလို့လည်းကျွန်တော်ဒီအရင်ကျွန်တော်ဒီဗီဒီယိုဆက်လို့တော့တက်ရောက်တဲ့နေပြီအရင်လုံးလေးဖြစ်လို့ကျွန်တော်အနေနဲ့လူဝင်တဲ့စကားပြောချင်တော့ကျွန်တော်လုပ်တယ်နှုတ်မဆိုကျွန်တော်ယူသွားမှာဆိုကျွန်တော်ဒီဗီဒီယိုလုပ်တယ်မထင်မဲ့ပဲလူကြည့်များလာကျွန်တော်ဆက်လုပ်ဖြစ်တယ်ဥနာပေါ်လို့လက်ရှိမှာကျွန်တော် professional ဘယ်တော့မှဖြစ်သွားမှာမဟုတ်ဘူးဘယ်တော့မှမလုပ်ဘူး professional ဘယ်တော့မှမလုပ်ဘူး hobby ဖြစ်လို့ဘာလို့အဲ့ဒါမှမဆဲခံရမှာလဲဟုတ်တော့မယ်အဲ့တရှိမှာတော့ Twitter news site ပါဆိုလဲသူများစီတဲ့သတင်းကိုကျွန်တော်အင်္ဂလိပ်လိုပြန်တာပါမှားတယ်ဆိုရင်ခုနကသူများမှားလို့ကျွန်တော်မှားတာပါရှင်းရှင်းလေးပါအဲ့တော့ tactic ပဲကျွန်တော်ဘာနာဘောလုံးပွဲပြီးသုံးသက်ချက်ပါဆိုကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ feeling က ီပွဲရဲ့အမြင်ကိုကျွန်တော်ပြောပြရဲဒါပဲလောက်ပဲကျွန်တော်အဲ့လောက်ပဲသိတယ်အဲ့တော့ဘာလို့အရင်တော့လည်း negative မဆိုင်အရင်တော့မုန်းကမကြွရဲအရင်တော့ကသူများ channel ပေါက်ဖို့ရေးကျွန်တော်ဒီခုနကပေါ့လှုပ်ပြောရတယ်လှုပ်ပြောသူတို့မလှုပ်ခိုင်းပါကျွန်တော်ကပေါ့နော်ဒါသူများဟိုကိုလာစာတို့ဖို့ရေးဘာညာတော့ကျွန်တော်အရင်ခုနကပေါ့အရင်ပေါက်ဖို့ပေါက်ခဲ့ရတယ်ပြောရရှိအခုလက်ရှိမှာတော့ကိုယ့်ရဲ့ channel ဖြစ်တဲ့တူတောင်းလို့ဒါကိုယ့်ကကိုကိုစိတ်တန်းကြကိုဖြစ်ချင်တယ်လို့ကိုပြောချင်တယ်လို့ပြောလို့ရတယ်လို့ပြောလို့ရတယ်တကယ်တော့ခုနကပေါ့သူပဲဟိုကျွန်တော်ကတော့အဲ့လိုပုံစံမျိုးမလုပ်တတ်ဘူးပေါ့နော်အခုနကပေါ့သူပဲ ကိုဖြစ်တဲ့တိုင်းကိုဖြစ်လို့ရပြီပေါ့နော်ဒါကျွန်တော်တို့ it is who i am ပေါ့နော်ဒါခင်ဗျားမြင်နေတဲ့ version ကျွန်တော်ရဲ့ဒါ real version ဖြစ်တယ်ကျွန်တော်အနေနဲ့ ဒီလိုမျိုးပိုဆိုးသွားတာပေါ့နော်ကျွန်တော်ဒီ channel ပြန်ထောင်ပြီးတော့အာနာသိမ့်ပြီးနောက်ပိုင်းထောင်တဲ့အချိန်မှာကျွန်တော်တက်ကတာကျွန်တော်တက်ကမှန်နေလိုက်မှန်နေလမ်းကိုကိုယ့်ရဲ့မြင်နဲ့ရပါပေါ့နော်ကျွန်တော်ဒါတက်လာရဘက်ကိုကျွန်တော်ကူညီမယ်ကျွန်တော်တက်သွားမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကူညီတယ်ပြီးတော့ကျွန်တော်အနေနဲ့ကအခုချိန်မှာလူတွေပူလောင်နေဘာလို့လဲအခုလက်ချိန်မှာဘောလုံးမွဲကြီးရဲ့လူတွေတဲ့ကမှာ of course ကိုယ်အသိဉာဏ်စိတ်ညစ်နေရတဲ့လူတွေကိုကျွန်တော်ဘာလို့အပူထပ်ပေးမှလဲဆိုတဲ့ယူရချက်နဲ့ကျွန်တော်ဘူးတွေမပြီးတော့ of course ခုနကမကောင်းဆိုတော့မကောင်းဘူးပြောတာရှိပြီမယ်နော်ကျွန်တော်အလွန်ကြုံနေဟာဒီအသိကဆောက်ဘောသင်ပိုင်းကျွန်တော်မပြောတော့ဘာလို့တော့ဟုတ်တော့မှာ baby ဘောနော်ကိုယ်အသိကလည်းစာခုနကဘောသူများအသိနေတာ top 6စုပေါင်းနဲ့ရှင်မယ်ဆို အားနေတယ်မလို့မနာလူစရာအကြောင်းမရှိတဲ့ level တစ်ခုကြောင်းမလို့ပဲမနာလူစရာမရှိတဲ့အတွက်ကြောင့်မနာလူစရာလည်းမရှိဘူးလို့မြင်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ရဲ့လက်ရှိအခြေအနေပါကျွန်တော်ဒါဘူးလဲဆိုကျွန်တော်နာမည် Dave ပါကျွန်တော်ဒီဘောလုံးဗီဒီယိုလေးကိုရိုက်တဲ့တာမဲ့လူတယောက်ဖြစ်ပါလေ YouTuber လည်းမဟုတ်လို့ဒါ professional လည်းမဟုတ်ပါဘူးဒါဟာကျွန်တော်ရဲ့တမွေးဝမ်းကြောင်းမဟုတ်ပါဘူးခင်ဗျားတို့ကိုစကားပြောခြင်းလို့ channel ထောင်ထားတဲ့လူတယောက်ဆိုတော့ပုံမှန်ပါပဲအဲ့ဒါကျွန်တော်ပါပဲအဲ့တော့ဒီလောက်ပါပဲဒီညကတော့ဒီလောက်ပဲအဲ့တော့ကျွန်တော်နေနေဗီဒီယိုရှားလို့တင်တဲ့အကြောင်းဒီဗီဒီယိုလေးကိုအဆုံးထိဒီညလေးကြည့်ပေးတယ်ဆိုအများကြီးအများကြီးကြည့်ပါတယ်အခုအခုရရှိမှာဒါတရက်ကိုဒေါ်လာ 20 25နီးနီးခင်ဗျားတို့ပြီးနေတော့အများကြီးအများကြီးကျွတ်တို့မှာကျွန်တော်အနေနဲ့ဒီလမှာကျွန်တော်အများကြီးပို့လူလို့ရပါပြီကျွန်တော်လူချင်တဲ့တချို့နေရာလေးတွေရှိပေမဲ့ဒါအများရန်ကိုလူနဲ့ကိုပတ်လူနေပြီးတော့ကြောင့်မလောက်တဲ့ movement တွေရှိဒီလတော့ကျွန်တော်လောက်ပြီလို့မြင်တယ်လက်ရှိမှာတော့ကျွန်တော်တို့ YouTube ရဲ့ဒါငွေမဝင်တဲ့ပြဿနာဘာညာလဲဘာမှမဖြစ်ပါစေတဲ့ဆူတောင်းအောင်ပါနော်ကိုလေးရင်ထိတ်ပါတယ်ဘာလို့ကိုကိုရဲ့စာဝတ်နေရေးပုံစံမျိုးကြီးတော့မထိခိုက်ပေမဲ့တကယ်တမ်းကိုလူကအမောက်နေသွားမှာဆိုတော့နော်မျောစရာကြီးပါဒါပါပဲအဲ့တော့အားလုံးကျွတ်တို့မှာမြန်မာလေးကလစ်ပေးကြပါဗျာမြန်မာကလစ်မှာအမြန်နေပြီအဲ့တော့ကလစ်ကိစ္စဘာညာကျွန်တော်ပြောရဲဆိုတော့ ကျွန်တော်လမ်းကျွန်တော်ယူထားပါခင်ဗျားတို့ကျွန်တော်မဖားပါဘူးမထိခိုက်ပါဘူးကျွန်တော်မှန်တဲ့လမ်းကိုကျွန်တော်ကျွန်တော်ပြောတာပါဒါပါပဲကျွန်တော်ကတော့တရောင်းသားတွေကြည့်မရပါဘူးအဖြေကရှင်းရှင်းလေးပါဆိုတော့ကျွန်တော်ကတရောင်းသားတွေမလုပ်ခဲ့ဘူးကျွန်တော်မြန်မာနိုင်ငံမှာအခုချိန်မှာကျွန်တော်ဘွားရဲ့အရန်ပါရနေမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တရောင်းသားတွေရမုံမှာဖြစ်ပါတယ်ဒါပါပဲသူကျွန်တော်ပြည်သူတွေဒုက္ခပေးရတယ်ပို့ပြီးမုံပါတယ်ဒါပါပဲလောက်ပါပဲအဲ့လောက်ပါပဲမြန်မာလေးကလစ်ပြီးကြအောင်မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ကျွန်တော်နာမည်ဒေးဗာဒေးဗာပါ